င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖက်စစ်ကောင်စီကသူတို့စီမံနိုင်ငံဂျန်ဝေအခက်ခဲဖြစ်နေပြီးဂျီပါရောက်အလုပ်သမားတွေစီကဒေါ်လာငွေတွေအပါအဝင်လုပ်ငန်းတွေစီကပါနိုင်ငံခြားငွေတွေဟာရတဲ့တလောက်မရဘူးဖြစ်နေတယ်ဆိုပြီးအကျန်းဖက်စစ်ကောင်စီကမင်းအွန်လိုင်းကိုတိုင်ဝင်ခန့်ညှိတွားပြောဆိုလာပါတယ် မကွေးတိုင်းဗဒန်းမြို့ကဖျားတောင်မှာတဆွဲထားတဲ့အချက်ပစစ်ကောင်စီတပ်စကန်ဂုံးကိုတော်လိုင်းရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစေကောင်စီတပ်သားတွေဟာသူတို့တပ်စကန်ကိုဒီအတိုင်းထားခဲ့ပြီးတော့ကိုအကုန်လုံးထွက်ပြေးသွားကြတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နဲ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ပစစ်ကောင်စီက တို့စီမံနိုင်ငံခြားငွေအခက်အခဲဖြစ်နေပြီပြပရောက်လူသမားတွေစီကဒေါ်လာငွေတွေအပါအဝင်လုပ်ငန်းတွေစီကပါနိုင်ငံခြားငွေတွေဟာရတဲ့တလောက်မရဘူးဖြစ်နေတယ်ဆိုပြီးအကြံဖက်စင်ကောင်းဆောင်မေအွန်လိုင်းကိုတိုင်ဝန်ခံညှိတွားပြောဆိုလာပါတယ်ဒါကတော့ယမန်နေ့ကနေပြီးတော့မှပြုတ်လုတဲ့အကြံဖက်စင်ကောင်းစီရဲ့ပြည်내တိုင်းဝန်ကြီးချုပ်တွေနဲ့တွေ့တဲ့အချိန်မှာအကြံဖက်မေအွန်လိုင်းကိုတိုင်ညှိတွားပြောဆိုသွားတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီမှာအကြံဖက်မေအွန်လိုင်းပြောသွားတာတွေဟာ တို့လက်ထက်မှာနိုင်ငံခြားငွေတွေမရတော့တဲ့အကြောင်းတွေအဲ့ဒီအတွက်ပြည်တွင်းမှာထုတ်လုပ်မှုကုန်ကျစရိတ်တွေကြီးလာပြီးတော့ကုန်စည်နှုန်းတွေပါမြင့်တက်သွားတယ်ဆိုတဲ့အကြောင်းတွေအပြင်ပြည်ပရောက်အလုပ်သမားတွေစီကဒေါ်လာငွေတွေအပါဝင် CMB လုပ်ငန်းတွေကနိုင်ငံခြားငွေတွေလဲရတဲ့တလောက်မရဘူးဖြစ်နေတယ်ဆိုပြီးအကြံဖက်မင်းအွန်လိုင်းကိုတိုင်ညှိတော့ပြောဆိုသွားတာဖြစ်တယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီး UMSCCI ကအဖွဲ့ဝင်စီးပွားရေးသမားတအူးကိုတိုင်ကပါဒီလိုစကောက်စီဘက်ကသူတို့မနိုင်ငံခြားငွေအခက်အခဲဖြစ်နေတဲ့ဆိုတာကိုစကောက်ဆောင်မေးအွန်လိုင်းကိုတိုင်ဝန်ခံလာရတာဟာထူးခြားနေပြီ မင်းအောင်လိုက်ဟာအချိန်တိုင်းနိုင်ငံရဲ့စီးပွားရေးတိုးတက်နေတယ်ဆိုတာမျိုးသာပြောဆိုပြီးတော့လက်တွေ့အခြေအနေကိုလက်မခံရကနေအခုတော့သူကိုယ်တိုင်ဝန်ခံလာရတာဖြစ်တဲ့အတွက်လက်ရှိသူတို့စစ်အုပ်စုမှာနိုင်ငံခြားငွေအကျပ်တဲစိုက်နေပြီးဆိုတာကိုထင်သာမြင်သာဖြစ်စေတယ်လို့လည်းသုံးသပ်ပြောဆိုထားပါတယ်။ဒါအပြင်စစ်ကောင်စီဟာဒေါ်လာဈေးကိုထိန်းချုပ်ခြင်းတဲ့အတွက်သူတို့လက်အောက်ခံဗဟုပန်းကရှိသမျှဒေါ်လာတွေထုတ်ရောင်းရင်းနဲ့တောင့်ခံထားရကနေအခုလိုမင်းအောင်လိုက်ဘက်ကဝန်ခံလာရပြီဖြစ်တဲ့အတွက်ဒါဟာ သူတို့စပီမတောင့်ခံနိုင်တော့တဲ့အခြေအနေကိုယူဆလို့ရပြီပဂတိအခြေအနေအရလဲနိုင်ငံရေးအပြောင်းလဲမဖြစ်ဘဲနဲ့တော့စီးပွားရေးကတိုးတက်လာစရာမရှိသလိုဒီပရင်းနှီးမြှုပ်နှံမှုတွေလဲတိုးလာစရာမရှိတဲ့အတွက်အခုသူတို့စစ်အုပ်စုရဲ့ခေါင်းဆောင်မဲအွန်လိုင်းကိုတိုင်နိုင်ငံသားငွေအခက်အခဲဖြစ်နေပြီဆိုပြီးတော့ကိုဝန်ခံလာရပြီဖြစ်တဲ့အတွက်သူတို့မှာတိုင်းပြည်ဗန္ဓာရေးအခြေအနေတော်တော်ကိုစိုးနေပြီဆိုတာသိတာစီတယ်လို့လေ UMCCI အဖွဲ့ဝင်စီးပွားရေးသမားတို့ကတုံ့တက်ပြောဆိုထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ မကွေးတိုင်းဗဒန်းမြို့ကဖျက်တော်မှတဆွဲထားတဲ့အချက်ဖက်စစ်ကောင်စီတပ်စခန်းကုန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစေကောင်စီတပ်သားတွေဟာသူတို့တပ်စခန်းကိုဒီအတိုင်းထားခဲ့ပြီးတော့အကုန်လုံးထွက်ပြေးသွားကြတယ်လို့ CDF အရှိုတပ်ဖွဲ့ရဲ့တာဝန်ရှိသူဆလိုင်းရူချင်းကရင်ုံခစ်တစ်ကိုပြောပါတယ်ဒါကတော့ဖေဖော်ဝါရီလ9ရက်နေ့ကပဲမကွေးတိုင်းဗဒန်းမြို့အနောက်ဘက်ကဖျက်တော်မှတဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကုန်းကိုချင်းကာကွယ်ရေးတပ် CDF အရှိုတော်လန်ရေးရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စကန်ကိုမှရှိတဲ့စစ်ကောင်စီတပ်သားတွေဟာသူတို့စကန်ကိုဒီအတိုင်းထားခဲ့ပြီးအကုန်လုံးထွက်ပြေးသွားကြတဲ့အပြင်အဲ့ဒီစကန်ကုန်းအနီးမှာရှိတဲ့ပြင်းဝစစ်စေးရိတ်ကိတ်ကစစ်သားတွေအားလုံးမှာယောပြီးတော့ထွက်ပြေးသွားကြတယ်လို့စီတီအရှိုတပ်ဖွဲ့ရဲ့တာဝန်ရှိသူဆလိုင်းရူချင်းကရှင်းပြထားပါတယ်။လက်ရှိမှာတော့စစ်ကောင်စီတပ်သားတွေတဆွဲခဲ့တဲ့အဲ့ဒီဖျားတောင်တစကန်ကုန်းကဘန်ကအဆောင်တွေကိုဒေါ်လာရင်းတပ်တွေကမိရှုရှင်းနေလိုက်ပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။တစ်ဖက်မှာလေ ။စကိုင်းတိုင်းကအကြက်ဖတ်စစ်ကောင်စီရဲ့စကိုင်းမြို့နယ်မင်းကွန်းရက်စကန်ကိုယာဒူးတိုးနဲ့ပျောက်ရွှေ့လာတဲ့ရဲအုပ်မြင့်လွင်ဆိုတဲ့သူကိုဒေါ်လန်ရေးတပ်တွေကပြစ်ခတ်ရှင်းလင်းရမှာနေရမှာပဲပွင့်ချင်းပြီးကိုတေသွားပြီလို့ယူနီကိုပြောကြားတက်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဖေဝါရီလ10ရက်နေ့ကပဲစကိုင်းမြို့နယ်ကအကြက်ဖတ်စစ်ကောင်စီရဲ့မင်းကွန်းရက်စကန်ကိုယာဒူးတိုးနဲ့ပျောက်ရွှေ့လာတဲ့ရဲအုပ်မြင့်လွင်ဆိုတဲ့သူဟာမင်းကွန်းဒေသမှာရှိတဲ့သူ့ရဲ့မိသားစုစီပြန်လာတဲ့အချိန်ဒေါ်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်ဖမ်းဆီးခဲ့တယ်ဆိုပါတယ်။ အဲ့လိုဖမ်းဆီးတဲ့အချိန်ရဲအုပ်မြင့်လွင်ဆိုတဲ့သူဟာခုခံထွက်ပြေးတဲ့အတွက်တော်လိုင်းကြီးတပ်တွေကပြည့်ခတ်ရှင်းလင်းလိုက်ရပြီးနေရာမှာတင်ပွဲချင်းပြီးကိုတိတ်သွားတယ်လို့အဲ့ဒီရဲအုပ်မြင့်လွင်ရဲ့စိုက်ကဲကိုပါတော်လိုင်းကြီးတပ်တွေကတင်းစီရရှိခဲ့တယ်လို့လဲယူနီကွန်ပြောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာအခုတခါဘကိုးတိုင်းဘက်မှာလဲလက်ပဒန်းမြို့နယ်ကရွှေဘိုစုကျေးရွာမှာလူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေအဖြစ်ဖမ်းဆီးငွေညှစ်နေတဲ့ အုတ်ချုပ်ရေးမှုတိန်ဝင်းတို့လင်မယားနှစ်ဦးပြည့်ခတ်ရှင်းလင်းခံရပြီးနှစ်ဦးလုံးသေကုန်ကြတဲ့အပြင်သူတို့စီကနေလက်ပစ်ပုံးတစ်လုံးကိုပါတင်းစီရရှိခဲ့တယ်လို့ရွှေဒမ်းမြေ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖေဖော်ဝါရီလ17ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲလက်ဗရန်မြို့နယ်ကရွှေဘိုစုကျေးရွာမှာလူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေအဖြစ်ဖမ်းဆီးငွေညှစ်နေတဲ့အုတ်ချုပ်ရေးမှုတိန်ဝင်းတို့လင်မယားနှစ်ဦးကိုဒေါ်လာရေးတပ်ဖွဲ့တွေကသူတို့ရဲ့နေအိမ်မှာပဲတွားရောက်ပစ်ခတ်ရှင်းနေရမှာလင်မယားနှစ်ဦးစလုံးနေရာမှာတင်ဖွဲ့ချင်းပြီးတွေကိုတေကုန်ကြတဲ့အပြင် သူတို့စီကနေစစ်တပ်ကိုဆက်သွယ်ထားတဲ့အထောက်အထားတွေရှိရာဖုန်းတစ်လုံးနဲ့လက်ပစ်ဘုံတစ်လုံးကိုပါတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီရွှေဘိုစုကြေးရအုပ်ချုပ်ရေးမှူးတိမ့်ဝင်းနဲ့မရပြတဲ့သူဆန်းဆန်းဆိုသူတို့ဟာလင်မယားနှစ်ဦးစလုံးပေါင်းပြီးတော့အကြံဖက်စစ်တပ်ကိုအကြီးအကျယ်ထောက်ခံတဲ့သူတွေဖြစ်တယ်လို့စစ်ကောင်စီအတွက်လူငယ်တွေကိုစစ်မှုထမ်းဖို့စင်းရဲလိုက်ောက်ဒါတွေစစ်တပ်နဲ့အတူလူငယ်တွေကိုဖမ်းဆီးငွေညှစ်တာတွေလုပ်နေုံနဲ့မကစစ်မှုထမ်းခြင်းဆိုပြီးတော့ပါပြည်သူတွေစီကနေမတရားငွေကြေးကောက်ခံပြီးတော့ မပေးနိုင်ရင်စစ်တပ်ကိုခေါ်ပြီးဖမ်းဆီးခိုင်းတာတွေပါလုပ်နေကြတဲ့အတွက်ဓာတွေကိုဆက်မလုပ်ဖို့အကြိမ်ကြိမ်တတိပေးထားတဲ့ကြာကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုပြိနှိပ်ချိန်ချောက်ဓာတွေအထိလှုပ်လာတာကြောင့်တွားရောက်ပြစ်ခတ်ရှင်းလိုက်ရတာဖြစ်ပြီးအခုတော့သေကုန်ကြပြီလို့ရွှေတမ်းမြေပြည်ကျက်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတပ်ဖွဲ့မှာတော့ ဘကိုးတိုင်းကမင်းလားနဲ့လက်ပတန်းမြို့နယ်တွေမှာအတမပြည့်သေးတဲ့ဆယ်တန်းကျောင်းသားတအူအပါဝဲလူငယ်၅ဦးကိုအချက်ဖက်စကောက်စီတပ်ကစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးတွားပြန်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့ဤဆက်သူတွေကရင်ကုန်ခစ်တစ်ကိုပြောပါတယ်ဖေဖော်ဝါရီလ9ရက်နေ့ကတည်းမင်းလားမြို့နယ်ကြောက်တိုင်ကျေးရွာကဆယ်တန်းကျောင်းသားတအူနဲ့လူငယ်၂ဦးကိုအချက်ဖက်စကောက်စီတပ်သားတွေကကြောက်တိုင်ကျေးရွာထိပ်မှရှိတဲ့ရန်ကုန်ပြည်ကားလမ်းဘေးမှာပဲစစ်မှုထမ်းရမယ်ဆိုပြီးအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးတွားပြီး မိသားစုတွေဟာတိတိကျအနောက်ကနေလိုက်လံစုံစမ်းရမှာလေလူငယ်တွေကိုစစ်တပ်ကဘယ်ကိုခေါ်သွားတယ်လဲဆိုတာမသိရဘူးလို့ဆိုပါတယ်ဒါပြင်ဖေဖော်ဝါရီလ၄ရက်နေ့ကလေလက်ပန်းမျိုးနဲ့ခမုံစိတ်ကြေးရွာအိုးဘူတန်ရက်ကွက်နေကိုမျိုးမင်းဆွေနဲ့ကနဒန်ရက်ကွက်နေကိုကလာကြီးဆိုသူတို့ကိုလေအချက်ဖက်စကောင်စီတပ်သားတွေကနေအိမ်တဲအထိလာရောက်ပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့ စစ်တပ်ထဲကိုတခါရဲခေါ်သွားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိမှာချမ်ပစစ်ကောင်စီတပ်ကအခုဖေဖော်ဝါရီလမှာဖွင့်မဲ့သူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်30အတွက်လူမပြည့်သေးလို့ဆိုပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေတအားရှောက်လုပ်နေတယ်လို့တချို့ဒေသတွေမှာဆိုရင်နောက်လာမဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက်ပါအခုကတည်းကလူငယ်တွေကိုကြိုပြီးစုဆောင်းဓာတ်တွေလုပ်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေဒီနေ့နေ့ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ